ကံကောင်းခြင်းဆိုတဲ့အရာထဲမှာလပ်ပတဲ့မိန်ကလေးတွေဟာလည်းကံကောင်းခြင်းတပါပါပဲဒါပေမဲ့ကံဆိုးစွာနဲ့ကျမကအဲ့ဒီကံကောင်းခြင်းကို မပိုင်ဆိုင်ထားဘူးဆိုတော့ကိုရီးယားကိုသွားပြီးတော့မျက်နှာခွဲစိတ်ဖို့အတွက်ကျမရောက်ရှိခဲ့တာပါဒါပေမဲ့ဒေါက်တာနဲ့ဆွေးနွေးတိုင်ပင်တဲ့အချိန်မှာတော့အလိုပဲလွတ်လို့ကျမရုပ်ကလာလာမှမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီနားမှာရှိတဲ့ရောက်ခမကိုကြည့်ပြီး ကျမအစားရောက်ခမကိုပဲခွဲစိတ်ပြုပြင်ဖို့အတွက်သဘောတူခဲ့ရပါတယ် Oh my god နောက်တာပါနော်ဒါကတော့လွန်ခဲ့တဲ့လလောက်တုန်းကရောက်ခမကြီးစေယုံတက်တုန်းကဗီဒီယိုရီကော်ဒ်လေးလုပ်ထားတာပါ Okay ဒီနေ့အဓိက sharing လုပ်ချင်တဲ့အကြောင်းအရာကတော့လူတိုင်းအရန်ကြောက်တဲ့ American မှာစေယုံတက်ရင်ပတ်စံပေးရတဲ့ medical period secret အကြောင်းလေးပြောပြချင်ပါတယ် တကယ်လို့ကို့မှာ insurance မရှိဘဲနဲ့ဖြားနာခဲ့တယ်ဆိုရင်ဈေးရုံကြီးရောက်ခဲ့တယ်ဆိုရင် medical bill ပေးဖို့အတွက်ဈေးဝါခပေးဖို့အတွက်အင်မတန်မဆီးကြီးပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဈေးဖိုးဝါခပေးစရာမလိုတဲ့ secret အကြောင်းလေးကို ပြောပြမယ်နော်ဒီအကြောင်းကိုဘယ်သူမှပြောမှာမဟုတ်ပါဘူး ကျမရဲ့အတွေ့အကြုံနဲ့တငယ်ချင်းတွေကိုကူညီရင်းနဲ့တည်ခဲ့တဲ့အကြောင်းရင်းလေးပါတကယ်လို့ကိုကဖြားနာပြီးတော့ emergency ဒါမှမဟုတ်ရင်ဆေးရုံကြီးကိုတွားရတဲ့အချိန်မှာပွန့်ပွန့်လင်းလင်းဒေါက်တာကိုမေးပါကိုမှာ insurance medicaid မရှိတဲ့အကြောင်းပြောပြပြီးတော့ financial assistant ရှောက်ချင်တဲ့အကြောင်းကိုဒေါက်တာကိုပွန့်ပွန့်လင်းလင်းပြောပြီး financial assistance ရှောက်ဖို့အတွက်တောင်းဆိုပါ insurance မရှိတဲ့လူကိုတော့ financial assistance ကအကူအညီလေးရှိပါတယ်တကယ်လို့အကြောင်းမျိုးမျိုးကြောင့်မို့ financial assistance ကိုရှောက်ခွင့်မရလိုက်ဘူးပြီးတော့အိမ်ကို bill တွေရောက်လာတယ်ဆိုရင်လည်းအဲ့ဒီ bill ကိုမပေးပါနဲ့ဘာကြောင့်လဲဆိုတော့ဆေးရုံကြီးတိုင်းမှာ charity အမျိုးမျိုးကနေ donation ပေးထားတဲ့ ဒီလိုခက်ခဲတဲ့လူတွေရဲ့ဆေးဖိုးဝါခပေးဖို့အတွက်ဆေးရုံတိုင်းမှာအလူငွေတွေရှိပါတယ်။သူတို့ကလူတိုင်းကိုမပေးဘူး။တကယ်ကိုခက်ခဲပြီးတော့အခုလိုပတ်စံမပေးနိုင်တဲ့လူတွေရဲ့ဘယ်တွေကိုအမြဲတမ်းပေးပေးလို့ရှိပါတယ်။ကိုယ်စီမှာအခုလိုဘယ်ဆေးဝါတောင်းခံစာရောက်လာတယ်ဆိုရင် financial assistant ရှောက်ချင်တယ်လို့ပြီးတော့ပဲစာပြန်ပေးလိုက်ပါအဲ့ဒါဆိုရင်3လနဲ့6လကြားမှာ9ရက်ပေကဘလောက်ပဲများများ balance 0ဖြစ်သွားပါလိမ့်မယ်သူတို့ကကိုတကယ်မပေးနိုင်ဘူးဆိုတာသိထားတယ်ဆိုရင်အမြဲတမ်း charity တွေရဲ့ donation ကနေ emergency fund ကနေ financial assistance အနေနဲ့ ကိုရဲ့စေဖို့ဝါခကိုပေးပေးပါလိမ့်မယ်။ဆင်းရုံတိုင်းမှာအခုလိုကူညီဖို့ ပတ်စံကဈေးယုံတိုင်းမှာရှိကိုရှိတယ်။ဒါပေမဲ့ခုနပြောလို့ပေါ့ပေါ်တင်တော့မပြောဘူး။လိုအပ်တယ်ဆိုရင်သူတို့အမြဲတမ်းပြီးလိရှိပါတယ်။အဲဒါကြောင့်မလို့ကိုကတကယ်ဖြားနာရေးဆိုရင်မစိုးရိမ်ပါနဲ့။ဈေးယုံကြီးကိုအမြဲတမ်းသွားပါ။အခုပြောနေတဲ့ဈေးဖိုးဝါခကူညီတဲ့အစီအစဉ်တွေကဈေးယုံကြီးပြီးသူဈေးယုံတွေကိုပဲပြောတာပါနော်။ဈေးခန်းတက်သေးလေးတွေမဟုတ်ဘူး။ private clinic တွေကိုပြောတာမဟုတ်ပါဘူးเนาะတကယ်လို့ကိုလိုအပ်ခဲ့ရယ်ဆိုရင်တော့အခုလိုနီလန်းကိုအသုံးပြုကြည့်ပါเนาะကံကောင်းပါစေဘိုင်ဘိုင်